်ပီကံပြိုးကသာအနိုင်ရခဲ့လို့အစိုးရဖွင့်သွင်းတင်ကြီးအေဂျင့်သွားမယ်လို့ယုံကြည်လို့ရနိုင်မလားဟာကိုပဲကောင်ဆေကံဆေဗန်အောင်လွတ်သေးတယ်ခင်ဗျာလေအဲ့ဒါဘယ်လောက်လဲဟိုတောင်းအောင်မေးတယ်လေပီကံပြိုး came from the military တမ်းတော်ကလာတဲ့အဖွဲ့အစည်းများတယ်လူမျိုးပဲတောင်းတော်မကဝဲအခုလူတွေဘဝပြက်ကုန်ပြီခင်ဗျာတချို့ဖြစ်နေတဲ့နိုင်ငံရဲ့အခင်းကျင်းပေါ်မှာရောဗာများဖြစ်ဆွပြောချင်တာရှိတယ်နိုင်ငံရဲ့အခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ် အဲ့ပြီးတော့သူ့ချက်ခိုင်းတယ်ဘုရားအသိကြီးရဲ့ uniform အကြောင်းသား uniform ပဲအဖြူစင်အဲ့ဒါကြီးကိုတခါတည်းမကြီး owner ကကြိုးကန်းနေတင်းငယ်ကိုတစ်ဖက်လမ်းနေတယ်မသားကြီးတွေရုပ်တရားလည်းသိုးလိုက်ကြဗျာဘာတွေဝူးဝဲဘယ်တော့မှမတောက်ပြောင်းနဲ့ရုပ်တွေနဲ့လူအဲ့ဒါပဲလေစိတ်နှလုံးသားဝိညာဉ်တွေကမတန့်စင်တဲ့လူတွေကစိတ်မျက်နာကအကြည့်တတ်မရှိဘူးစင်လုံးသားဝိညာဉ်မတန့်စင်တဲ့ကောင်တွေကသူ့ဘက်သူသိန်းတစ်ထောင်တန်းအဲဂျက်ကတ်ကိုပဲဝှက်ထားဝှက်ထားအဲ့ဒါဘယ်သူမှသိန်းတစ်ထောင်တန်းလုံးမထင်ဘူးအဲ့ကောင်ကသောက်တော့သားသောက်တော့သားပဲ ဒေါ်လာမျိုးတွေအားလုံးဝင်းမင်္ဂလာပါဆိုတော့နိုဝင်ဘာလ26ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူသတင်းကောင်းလေးတွေကိုညွှန်ကြားနားဆင်ကြပါပြီးတော့ကျွန်တော် video ကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာတိုက်ပွဲဖြစ်ပြီးတော့မှစစ်တပ်ကစစ်ကြောင်းမှုအပါအဝင်10ဦးကျော်သေဆုံးခဲ့တယ်ဒေါ်လာရင်းတပ်ဖွဲ့ဝင်2ဦးလည်းကြာဆုံးခဲ့တဲ့အကြောင်းကိုဖားကတ်ဒေသသတင်းရင်းမြစ်ကပြောပါတယ်နိုဝင်ဘာလ25ရက်နေ့ညနေ6:43မိနစ်ကအချိန်မှာဖားကတ်မြို့နယ်စမ်းကျွယ်ကြီးွာညောင်မင်းကုန်းနဲ့ ဂရေမော်ဘတ်ကိုအချက်မဲ့ဆက်ရက်ကအင်အားတရာခန့်နဲ့စစ်ကြောင်းထုတ်လာတဲ့အတွက်ကြောင့်မို့လို့ KIA KPD ရဲ့ပူပေါင်းတပ်ဖွဲ့တွေကခုခံတက်ခတ်ခဲ့ရမှာစစ်သား၁၀ဦးကျော်သေဆုံးပြီးတော့မှပြန်ဆုတ်ပြေးသွားတဲ့အကြောင်းဒီတပ်ဖွဲ့တွေအတွင်မှာသေဆုံးသူတွေထဲမှာစစ်ကြောင်းမှုအဆင့်ရှိတဲ့အရာရှိတူအပါအဝင်စစ်တပ်ဝန်ချို့ကိုလည်းဖမ်းဆီးရမိခဲ့တဲ့အကြောင်းကိုလည်းသိရတယ်ပေါ့နော်ဆိုတော့အားရပါတယ်ဒီလိုမျိုးရှေ့ကျုံပြီးတဲ့အတွက်လည်းအင်မတန်မှကို ဒါကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဗောနော်ဆိုတော့နိုဝင်ဘာလ22ရက်နေ့နနက်ပိုင်းကဖားကတ်မြို့နယ်စားမော်ဘက်မှာအချမ်းဘက်စစ်တပ်က drone နဲ့ပုံကျတဲ့ခက်မှုကြောင့်တော်လည်းတပ်ဖွဲ့ဝင်တို့လည်းကြာဆုံးခဲ့တယ်ဗောနော်အလားတူစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဂရီမော်မီတက်ယုံထိမှန်ပေါက်ွဲခဲ့တယ်မီတက်ဝင်နဲ့ဦးရဲထွန်းလွင်လက်နက်ကြီးစထိမှန်တဲ့အရာရှိပြီးတော့မှစေကူတာမှုခံယူနေရတဲ့အကြောင်းလည်းသိရတယ်ဗောနော်ဆိုတော့ဒါလက်ရှိခြေအနေတစ်ခုမှာတော့ဒါကျွန်တော်တို့ညီကိုဘက်ကတော့ဒါဒီ KIA KPD ဘက်ကတော့တအူး ဒါပေးဆက်လိုက်ရတယ်အဲဒီကောင်တွေဘက်ကတော့စစ်ကြောင်းမှုအပောင်းဝင်စေကောင်တိတိကိုကျွန်တော်တို့ပြန်ပြီးတော့မှလက်စားချေနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဝမ်းသာပါတယ်ဆိုတော့ကြဆုံးသွားတဲ့ရဲဘော်တွေကိုလည်းဆင်မကောင်းပါဘူးကောင်းရမွေရရောက်ပါစေလို့ဆုတောင်းပေးပါတယ်ဟိုစစ်ကြောင်းမှုအပောင်းဝင်စစ်ခွေးစေကောင်ကတော့ကြိုက်တဲ့ဘုံဘွားကိုရောက်ကြိုက်တဲ့ပိတ်တာဘွားကိုရောက်ကြိုက်တဲ့တလိဆန်ဘွားကိုရောက်ပါဝမ်းမနေပါဘူးလို့ပြောချင်ပါတယ်နောက်ထပ်အထဲလေးကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်စိုင်းနိုင်ခွေးရနေထွက်လာတဲ့အချမ်းမဲ့ဆက်တဲ့စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရမှာစစ်သား35ဦးကျော်တေဆုံးပြီးတော့မှလက်နက်30ကျော်နဲ့ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တဲ့အကြောင်းကို ီသူစီကံတော်လရေးတအူဝက်လက်ကတာဝန်ရှိသူတို့ကပြောပါတယ်နိုဝင်ဘာလ23မှ3ရက်နေ့နနက်8နာရီကန်ကဝက်လက်မြို့နယ်စိုင်းနယ်ခွေးကနေထွက်လာတဲ့ချမ်ဘက်စစ်တပ်ကဗိုလ်ကြီးစန်းညွန့်ထွန်းဆိုတဲ့ကောင်ဦးစီးတဲ့တပ်မ33လောက်ခန့်ခမရ11ခမရခလာရ40နှစ်နဲ့ပြည်စော်တီပူပေါင်းအင်အားပေါ့နော်120ကန်ကပုံနှချွန်းကျေးရွာကိုဝင်ရောက်မိရှုနေစမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ခတ်ခဲ့တယ်။ဆိုတော့ညနေ6နာရီမိနစ်30ကန်တီကိုကြာမြင့်ခဲ့တဲ့ကြောင်းလည်းသိရပါတယ်။ဒီတိုက်ခတ်မှုတွေမှာအချမ်းဘက်စစ်တပ်က35ဦးသေဆုံးတဲ့အများအပြားထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကြောင်းပြက်ပြီးတော့မှဆိုင်းနိုင်ကွမှာရှိတဲ့စစ်တပ်စခန်းအတွင်းကိုပြန်လည်ဝင်ရောက်သွားတဲ့အကြောင်းလည်းသိရပါတယ်စစ်ကြောင်းပြက်ရတာနဲ့တက်လန်သွားတာနဲ့ရှုပ်ရက်တွေကိုခတ်နေရပါမယ်နော်ဆိုတော့ဒီကောင်နေရှီကနေပြီးတော့မှကျွန်တော်တို့ရလိုက်တဲ့ဥစားတွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီတက်ခတ်မှုကတော့အမတ်နေရှီဘုံခဲကိုကေးမှုစီမံကျန်တဲ့အမတ်1 2 3 4 5 18တက်ရင်ပေါ့နော်ဝလာမျိုးနဲ့ပါကပါဟန်လင်းတိုက်နဲ့ပါကပါအမတ်နေရွှေဘိုခရံဂျုံတက်ဖွဲ့အမတ်တနစ်35စက်ခွန်ဒရုန်းအဖွဲ့ ဝက်လက်မြို့နယ်ဘာခပဒရုန်းအဖွဲ့နဲ့ဒေသခံဘာခပတွေပူးပေါင်းပြီးတော့မှတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးရဲဘော်၃ဦးကတော့မစိုးရိမ်ရာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့ဝမ်းသာပါတယ်စစ်သား၃၅မှ၅កောင်ကိုလည်းမွေးငါဖြစ်အောင်လုပ်ခဲ့တယ်လက်နက်30ကျော်လည်းရရဲဆိုတော့ဒါကဒါစကိုင်းဝက်လက်အတွက်ကိုမဟာမဟာအောင်မြင်မှုပါပဲနောက်ထပ်သတင်းလေးကတော့စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှတက်ဆွဲထားတဲ့စစ်တပ်နဲ့စစ်ကြောင်းကိုတက်ခိုက်ရမှာစစ်သား30ကျော်ထိ송ပါတယ်အိုးအိုးစစ်တပ်ကပြည်သူရှိဦးကိုလည်းတက်ဖြတ်ခဲ့တဲ့အကြောင်းကိုတော်လိုင်းရေးသတင်းမြစ်နဲ့ ကျွန်တော်သိရတယ်ဗောနော်တော်လိုင်းသတင်းမြေကသိရတယ်ဗောအော်တိုဘလာအတွင်းမှာဆလင်းကြီးမြို့နယ်ဝါမောင်ကော်မတီအတွင်းကိုနောက်မြောက်တိုက်ဆက်ဌာနချုပ်နာမခါကစစ်သား900ခန်းပို့ဆောင်ခဲ့တယ်အဲ့လိုမျိုးအင်အားဖြည့်တင်းပြီးတဲ့နောက်မှာအော်တိုဘလာ16ရက်နေ့နက်နက်9နိုင်ခန်းကစတင်ပြီးတော့မှပြည်သူလူထုကိုလူသားတိုင်းဖြစ်အသုံးချပြီးတော့မှဆလင်းမြို့နယ်အတွင်းမှာလက်လေစစ်ကြောင်းထိုးခဲ့တယ်ပြည်သူ့ကာကွယ်ရေးပုံမောက်တပ်ဖွဲ့ဝင်တွေထိတွေ့တပ်ဖွဲ့တွေဖြစ်ပွားခဲ့တဲ့ကြောင်းလည်းသိရပါတယ် အဲ့လိုမျိုးစစ်ကြောင်းထုတ်ပြီးတော့မှပြည်သူလူထုကိုဖမ်းဆီးတပ်ဖြတ်တာတွေနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလုပ်ဆောင်နေဖို့ကြောင့်ပြည်သူ့ကော်မတီပူပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းစစ်သားတွေတက်ဆွဲရဝမ်ပေါင်းကော်မတီအတွင်းကိုရော့ကတ်လက်နက်ကြီးရဲ့အပြင်ပေါ်တော့ကျွန်တော်လက်လက်ကြီးနေပေါ့နော်အလုံး60ကျော်ပြက်ကတ်တက်ကတ်ခဲ့တဲ့တိုက်ပွဲထဲမှာလည်းဒါထိခိုက်သေးဆုံးမှုတွေရှိတယ်ပေါ့နော်ဒီကောင်တွေလူသားတိုင်းလုတ်သွားတဲ့ဒါကျွန်တော်တို့ပြည်သူနှုတ်ဦးကလည်းကျွန်တော်တို့တေဝါခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်တွေကြောင့်ပေါ့နော်ဆိုတော့အထက်နိုင်ဆုံးဒါစူးစမ်းပြီးတော့မှဒါကျွန်တော်တို့ စေးရုံပို့လိုက်တယ်တို့ပေမဲ့စေးရုံရောက်မှကျွန်တော်တို့ညီကိုတော်တွေကယ်ထုတ်ခဲ့ရတယ်နော်ကယ်ထုတ်ပြီးတော့မှဒီဒီဟိုကျွန်တော်လူသားတိုင်းလောက်ခံရတဲ့ပြည်သူနှုတ်ကတည်ခဲ့ရတာပေါ့ဆိုတော့အဲ့တည်ဆုံးခဲ့ရတဲ့ပြည်သူနှုတ်အတွက်ကိုဒီခွေးတောင်းသားတွေကိုမွေးငါပွဲ30ကျော်ရအောင်ချက်ပေးခဲ့တယ်ဒါညီကိုတွေကျေးဇူးများကြီးတင်ပါတယ်နော်ဒါကျွန်တော်တို့စကိုင်းနော်ဆလင်းကြီးမြို့နယ်မှာရှိနေတဲ့ညီကိုတို့ကျေးဇူးများကြီးတင်ပါတယ်လို့နော်ဒါပြီးွားရင်ဒါပြည်သူ၈ဦးပေါ့လူသားတိုင်းလောက်တာ၂ယောက်ဖမ်းခံရတာက 6ရောက်အားလုံးပေါင်း8ဦးပေါ့ဒီဒီ8ဦးကိုအတွက်ကိုလက်စားချေပေးနိုင်ခဲ့တဲ့အတွက်ကိုဝမ်းသာပါတယ်နောက်ထပ်တဲ့တင်လေးကတော့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်တစ်ပင်6ရောက်အနီးမှာတဆွဲထားတဲ့အချမ်းပဲဆက်တဲ့ဟိုဝင်ရောက်ပြီးတော့မှတက်ခတ်ရမှာစစ်သား၄ဦးတေဆုံးခဲ့တဲ့အကြောင်းကိုပြည်ပတဖတ်ဖို့ဘိတ်ခရန်တရရဲ့နှစ်ကတာဝန်ရှိသူတို့ကပြောပါတယ်နိုဝင်ဘာလ25မှာ5ရက်နေ့မိုးလန်တနိုင်ခင်းအချိန်မှာတနင်္လာနေ့မြို့နယ်တစ်ချောက်ပင်ရွာအနီးမှာတဆွဲထားတဲ့အစက်ဘက်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝန်ရောက်တိုက်ခတ်ခဲ့တာဖြစ်ခဲ့ကြောင်းလည်းသိရပါတယ်။ဒီတိုက်ခတ်မှုတွေမှာအချမ်းဘက်စစ်တပ်ကစစ်သား4ဦးတိတိတေဆုံးခဲ့ပါတယ်။တော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြလို့သိရပါတယ်ဒီတက်ခတ်မှုကတော့ဘိတ်ခရန်တရင်နှစ်တရင်နဲ့ဒဲနိုင်ပါကပါရူကပူပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်နီကိုရိုဖိုင်တင်းမှာဆက်ပြီးတော့မှမွေးငားတွေချက်ပေးကြပါဦးများနော်โอเคဆိုတော့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးတွေကြည့်အောင်ပါပထမဦးဆိုတာကျွန်တော်တို့နေအောင်ပေါ့နော်ဒါကျွန်တော်တို့အသေးပြောင်တဲ့နေအောင်ရဲ့ပြောစကားတန်လေး2000ကျပါအောင်ဒီကောင်ဘလော့စောက်ပေါ်ကြတယ်ဆိုတာမိသားစုတွေသိစေချင်လို့ပါကျွန်တော်နိုင်ရဲခိုင်ရဲတွေမရှိဘူးအခုပြီးခိုင်ပြော ခင်ဗျားပြောတဲ့ပြီးခိုင်ဖြိုးပေါ့ဗျာဒီတော့ကြံခိုင်ဝင်ဝင်သင်းဘယ်ရလာလဲ where this come from ကမရောလာတာနိုင်ငံတကာမှာ international မှာကြီးလိုက်အဲ every country အာဟာကမရောမရှိတဲ့နိုင်ငံရှိလားရှိတာပဲဒီမင်းဆိုင်အသိတယ်ဗျာပြောမောတယ်ဒီကံပြိုးကတာအနိုင်ရခဲ့လို့အစိုးရဖွင့်သွင်းတင်းကြီးအေဂျင့်သွားမယ်လို့ယုံကြည်လို့ရနိုင်မလား ကိုဘက်ကောင်ဆက်ကဆက်ဘက်ကောင်လွတ်သွေးတယ်ခင်ဗျားလေအခုဘယ်ရောက်လာလဲသူ့ကိုတောင်းအောင်မေးတယ်လေတကယ်ကျန် came from the military တမရောလာတဲ့အဖွဲ့အစည်းများတယ်လူတွေပဲဟုတ်လားတမရောမကဝဲအခုလူတွေဘဝပြက်ကုန်ပြီခင်ဗျားဟာပြောတော့ဦးလေကျွန်တော်လည်းစစ်သားသားသမီးလေ uniform ကြီးဖြစ်တယ်တေဘောဘဝပြက်ကောင်တေကြဘောအာဒီကံမျိုးကိုထောက်ခံလိုက်တာနဲ့ပေးဟိုဟာပေါ့လူတွေစီမပြောစို့ခင်ရမှာမကြောက်ဘူးလားအဲဘယ်လိုကြောက်အောင်လဲသူလည်းလူကိုလည်းလူပဲအဲမြန်ကုန်းစံကနေရွယ်တွင်စီမတက်လိုက်မယ်မယ် 6တော့မလုံးနဲ့ပေါ့နော်6လောက်တော့6လို့ပြောတာမဟုတ်ဘူးအဲနောက်သူများမသိအောင်လုပ်တယ်ဆိုတာ6အဲဒီမှာကြောက်တယ်ဟုတ်ပါပဲဗျာအသိပြောတယ်ဒီမှာကြောက်တယ်နော်ဘာဖြစ်ကြပါ့လားရခိုင်လက်ချစ်တာအာဒါပေမဲ့ရခိုင်မကောင်းတာလုပ်ရင်တော့ချစ်စရာအကြောင်းမရှိဘူးအဟမ်းမွတ်စလင်လက်ချစ်ရမယ်ကျွန်တော်နိုင်ငံမှာနေတာကျွန်တော်တို့ကအင်းရှင် तू ကဧည့်တယ်အမေတဲ့အောင်နေလာလာတော့ငါနဲ့မတူရင်ငါရန်သူဆိုတာတော့ခင်ဗျတပင်းစားတယ်မလားအဟမ်း use your brain လာသူဒါပဲတက်တာ ဒါပဲပြောတဲ့ use of brain ဒီတော်စုသမရမြန်မာနိုင်ငံတော်မှာရှိတဲ့ဘာသာမီးလူရိုးပြီးဆက်ရှိနေပြည့်အကုန်လုံးမဲယုံကိုသွားမဲပေးကြဟိုဟာဟိုပေးပါဒီဟာပေးပါကျွန်တော်မပြောအော်တဲပိုင်ခွင့်လည်းမရှိဘူးသူနှလုံးသားထဲကပေးမိတာအော်ဒီလိုအဲ့ပေးလိုက်လို့ရွေးတဲ့လူကတော့တွတ်တော်တဲ့ဝင်သွားတော့မှာအာဟာအဲ့လွတ်တော့အပေါ်ကနေပြတော့မှာဆိုးဖြတ်လိုက်မယ်အေးအဲ့ဒါကိုစိုက်တဲ့စဘာကိုရေးရမှာကြည်လို့ကြည်လို့ဟွန်းရရှိဖြစ်နေတဲ့ နိုင်ငံရဲ့အခင်းကျင်းပေါ်မှာရောဗာမြဖြည့်ဆွပြောချင်တာရှိတယ်နိုင်ငံရဲ့အခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ဟာဟုတ်ပြီရှင်းနော်ဟုတ်ပြီအဲ့ဒါပဲကျွန်တော်တော့တော့ဝင်ပြီးရနေဗျာဟုတ်ပြီဟုတ်ပြီနေအောင်ဟုတ်ပြီကိုပြောခဲ့တဲ့စကားလုံးတိုင်းကိုမင်းနဲ့ငါတို့နဲ့ပြန်တွေ့တဲ့အခါမျိုးကြရင်မင်းတာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်နော်ကိုစိုက်သမျှအပင်ကိုပြန်ရိတ်ရတာပဲအေးငါတို့ကလည်းငါတို့ပြောခဲ့တဲ့စကားလုံးတိုင်းအတွက်ငါတို့ကမင်းကိုပြန်ပြီးတော့မှပြန်မေးမှာ ဲ့ကျမေးပြန်ရိတ်ရမယ်အမေးပြန်ရိတ်တဲ့အချိန်ကျရင်ခြီတုံချတုံနဲ့သိရမလားကိုရှေ့မှာတေမင်းကြီးပဲရောက်တယ်လို့မျိုးဘာလို့မျိုးလဲသိရမလားကိုတေရောမဟာကိုတီးတဲ့စိတ်နဲ့မင်းမတုံလို့ပါစင်းတယ်လို့ပဲဆူတောင်းတယ်ဆိုတော့မင်းအဆင့်ကမင်းမင်းအမှုပညာရှင်အဆင့်မဟုတ်တော့ဘူးမင်းက lobby အဆင့်ဖြစ်သွားပြီမင်းကအမှုပညာကိုခုတုံးလုပ်ပြီးတော့မှပရိသတ်ကိုခုတုံးလုပ်ပြီးတော့မှ lobby လုပ်တဲ့စောက်ဆင်းဖြစ်သွားပြီမင်းပြောတဲ့ဇကားတွေကပေါ့လို့ပဲစားဇကားတွေဆိုတာကိုငါမပြောတော့ဘူးဥလူမုံပြောပြလိုက်မယ်နားထောင်ကြည့်လိုက်နော် ငါမပြောတော့မင်းဥလုံဘုံပြောပြလိမ့်မယ်နားတော်ကြီးနေအောင်ကြီးကျွန်တော်ရုပ်ရှင်တရုပ်ဆောင်ဦးနေအောင်ဟာတမတော်ပေါ်မှာဂျေဇူးရှိတဲ့အကြောင်းတမတော်ဟာဂျေဇူးမေးလို့မရတဲ့အကြောင်းခင်မွန်ကြီးဆယ်ပါထိုက်တဲ့အကြောင်းပြောပါဟုတ်ပါပြီဒါဟာဗုဒ္ဓဘာသာဝင်နေမှန်ရင်ခင်မွန်ကြီးဆယ်ပါနဲ့ပတ်သက်ရင်ဂျေဇူးတရားကိုမမေ့ကောင်းပါဘူးဒါဖျားဟုတ်ခဲ့တဲ့တရားပါဒါပေမဲ့ခင်မွန်ကြီးဆယ်ပါဟာ ဘယ်သူလဲဆိုတာကိုဦးနေအောင်မသိတာတော့ကျွန်တော်အံ့ဩမိပါတယ်။အားကြောင့်လဲဆိုဦးနေအောင်ကျွန်တော်တဲ့အတံများကြီးတယ်။90နဲ့5နှစ်ရှိတယ်။တမတော်ကခမရရဲ့ဂျေစုရှင်ခမရရဲ့ဘိုးဘာမိဘာတွေလက်ထက်ကြရဝန်တန်းနေတမတော်ဝန်တန်းနေဖြစ်ခဲ့တယ်ဆိုတာကိုလက်ခံနေဦးနေအောင်မြင်ခနေ့တိုင်းမြေအုပ်ချုပ်မင်းလုပ်နေတဲ့ဘုเจ้าမူကြီးမင်းအောင်လိုက်တဲ့အသက်ကြီးနေဦးနေအောင်ရဲ့ဖခင်ဟာတမတော်ဝန်တန်းဖြစ်ခဲ့တယ်ဆိုရင်လည်း အဲ့တမတော်ဝင်တန်းအနေနဲ့ကဘယ်နှခုနှစ်ကဖြစ်ခဲ့တာလဲအဲ့ချိန်တုန်းကတမတော်ကိုမြမနိုင်ငံတမတော်လို့ခေါ်သလားမိသူတမတော်လို့ခေါ်သလားအဲ့ဒါဘူချုပ်အောင်ဆန်းလက်ထက်တုန်းကဦးနေအောင်ရဲ့မိဘများကတမတော်ရဲ့တောင်းကိုထမ်းခဲ့တာဖြစ်ပါလိမ့်မယ်ဘယ်သူခေဘယ်သူစနစ်မှာပဲထမ်းထမ်းပါတကယ်ဂျေဇူးရှိသူဟာတမတော်လားတကယ်ဂျေဇူးရှိသူဟာပြည်သူလား ခွဲခြားစိတ်ဖြာသိရှိဖို့ကောင်းပါလေဦးနေအောင်တကယ်တော့တမတော်ဆိုတာပြည်သူဝင်ထမ်းပါပြည်သူကပေးပြည်သူကကြွေးတဲ့လာစာနဲ့တမတော်လို့ရည်တည်ခဲ့တာပါအဲ့ဒီခြေစုတရားကိုခင်မွန်ကြီးထိုက်ပါတယ်လို့သိရှိနားလေရင်တကယ်ခင်မွန်ကြီးထိုက်သူဟာတမတော်မဟုတ်ဘူးဆိုတာခမကွန်းကွက်ကွက်နားလေနိုင်ပါလိမ့်မယ်တကယ်ခင်မွန်ကြီးထိုက်တဲ့ပြည်သူကိုဂနေ့ တက်ဖြတ်နေတဲ့အစိုးရကိုမှခမအစိုးရလို့သူကိုသူကင်မွန်းတက်ထားတဲ့အာနာရှင်ကိုခမကဂျေဇူးရှိနေသေးတဲ့ဆိုရင်တော့ခမတကယ်ခုတ်ရတခြားထိရတခြားဖြစ်နေပါလိမ့်မယ်တကယ်ခင်မွန်းကြီးဟာဘယ်သူလဲဆိုတာကိုခမသိဖို့အရန်ကောင်းပါတယ်နောက်ပြီးတော့ခမကပြောတယ်ဗျာတတ်မတော်ကပေးတဲ့ပိုက်ဆံလေးလစာလေးနဲ့ခမက BSC အမက်စီဘွဲ့ရခဲ့တယ်ဒီကျေးဇူးကိုကျွန်တော်မေးလို့ရပါမလားမှန်တာပေါ့မှန်တာပေါ့တတ်မတော်ကိုကျေးဇူးတင်ရမှာလားကျွန်တော်ခုနမေးခွန်းလိုပါပဲတတ်မတော်ကိုလှုပ်ကြွေးတမှုတတ်မတော်အပေါ်မှာနာစာတွေထုတ်ပေးနေတဲ့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့ရရှိလာတဲ့ကျေးဇူးတရားကိုသိပြီးငါရထားတဲ့ MSC ဘွဲ့တီငါရထားတဲ့ BSC ဘွဲ့တီတို့ပြည်သူလူထုကနေပေးလို့ ို့ဖေဖေရတယ်ဒို့ဖေဖေကရလို့ငါចောင်းနေရတယ်ငါចောင်းနေရလို့ဒီပွဲရတယ်လို့ခမနားမလဲဘူးလားဂျေဇူးရှိသူကိုဂျေဇူးကန်းနေတာကခမလူမှားနေတယ်နော်တမတော်မဟုတ်ခမဂျေဇူးရှင်ကတကယ်ဂျေဇူးရှင်အစ်စ်ကပြည်သူလူထုဖြစ်တယ်ဆိုတာကိုခမလုံးဝအမေလုံးဝမမေ့စေချင်ဘူးဗျာနောက်တကအခုပြည်တော်စုနဲ့ကြက်ကန်ရေးဖွံ့ဖြိုးရေးအသင်းကိုနှလုံးသားတွေကချစ်တယ်ဘာကြောင့်လဲ ပြည်တော်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးတင်းဆိုတာစစ်တပ်ကနေလာတာဟုတ်ပြီကျွန်တော်တို့ပြည်သူလူထုတစ်ခုလုံးကသိရှိနားလည်ထားတာကစစ်တပ်ဒီကာကွယ်ရေးလုပ်ငန်းကိုလုပ်ရမယ်။တိုင်းပြည်ရဲ့ပြန်လဲတည်ဆောက်တဲ့နိုင်ငံရေးလုပ်ငန်းတွေမှာစစ်တပ်နဲ့လားလားများမထိုက်တန်ဘူး။အဲ့တော့မိမိနဲ့မထိုက်တန်တဲ့အလုပ်ကိုဝင်ပြောက်ပြီးဆော့ဖတ်နေတဲ့စစ်တပ်ကခမည်းကထောက်ခံနေခြင်းဒီပြည်သူလူထုအပေါ်ကိုစော်ကားရရောက်ပါတယ်။ ။အားကြောင့်လေဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်တော့မယ်ဆိုရင်ဒီမိုကရေစီစနစ်ဟာအချုပ်ချာအာဏာဤမူလပိုင်ရှင်သည်ပြည်သူလူထုသာဖြစ်သည်။အချုပ်ချာအာဏာသည်ပြည်သူထံကစင်သက်သည်။တမ်းမလို့ကစင်သက်တာမဟုတ်ဘူး။အာဏာရှင်ကြီးကစင်သက်တာမဟုတ်ဘူး။နောက်ပြီးတော့ခမည်းကနိုင်ငံတော်ရဲ့နိုင်ငံတော်အစိုးရကခိုင်းရင်ဘယ်သူမှမစုံလို့ရမယ်။အဲ့ဒါဂိုင်းတင်တတ်တယ်ဆိုပြီးခင်ဗျားပြောတယ်။အစိုးရ ပြည်သူကတင်မြောင်းမှာအစိုးရလေပြည်သူကမှမကြိုက်လို့စန့်ကျင်ထားတဲ့အဖွဲ့အစည်းပြည်သူကိုတက်ရွာတွေကိုမိရှုတားမြုပ်တမျိုးတွေမရင်းပြက်အဖိုးအွားတွေကိုဟလာအရှင်လက်လက်မိရှုကြုံပြုတ်နေတဲ့ဒီအစိုးရမျိုးကိုပြည်သူလူတို့ကလက်မခံဘူးဆိုရင်အစိုးရမှာမဟုတ်တာအာဏာပိုင်မှာမဟုတ်တာခမရကတလွဲစပင်ကောင်းတယ်တကယ်တော့ခမရတက်ထားတယ် MSC PSC ဆိုပညာမဟုတ်ဘူးခမရတင်ညာတွေဖြစ်တယ်ပညာဆိုတာ ကျွန်တော်အကျိုးအကြောင်းအဆိုးအကောင်းဘာလို့ပဲဖြစ်ဖြစ်ဝေဖန်နိုင်မှပိုင်းခြားနိုင်မှသိရှိနိုင်မှပညာရှိဖြစ်တာခမရဝဲတွေယူထားတာခမရတကယ်တင်ညာတက်တာမဟုတ်တာခမရတင်ညာတွေပဲတက်ထားတာဟုတ်နေအောင်အသက်85နှစ်ရှိနေပြီခမရခုလောက်မှပြည်သူတွေရဲ့ဂျေဇုနိုင်ငံတော်ရဲ့ဂျေဇုကိုမတိသေးဘူးဆိုရင်တော့အင်တာမှဝမ်းနေစရာကောင်းပါတယ်ဘာလို့ဒီစကားပြောရလဲဆိုခမရပြောခဲ့တဲ့စကားရှိပါတယ်ဘာလဲဆိုလို့ရင်မမမမငါနိုင်ငံ ဆိုးဆိုးမဆိုးဆိုးငါလူမျိုးကောင်းကောင်းမကောင်းကောင်းငါခေါင်းဆောင်စေခမရစကားအဲ့ဒီစကားခမရတကယ်ပညာတက်ညခမရဒီစကားပြောထွက်တာအံဩလို့မဆုံးဟုတ်ပါနော်မမမမငါနိုင်ငံတော်နိုင်ငံတော်မှာမိတင်းနေထိုင်နေကြတဲ့ပြည်သူလူထုတွေဟာအမားတန်တရားကြီးထဲမှာနေလို့မရဘူးဒီနိုင်ငံတော်ကောင်းဖို့အရေးကြီးတယ်အဲ့ဒီနိုင်ငံတော်ကောင်းဖို့ရာအတွက်မားလို့မရဘူးမန်ကုန်မှန်ရမယ်လို့ကျွန်တော်ခမရကိုပြန်ဆွေးနွေးခြင်းတယ်နောက်တစ်ခုစိုးစိုးမစိုးစိုး 阿六苗，哎、嗯，六苗，别 <noise> 别，天天干嘛？地下懂得人阿苗，懂得阿苗多六苗的，每天的看一下，哎，六每天的看一下的干嘛？叔叔，我们叔叔阿六苗是，就那都六苗的啊，水稻三万片，高粱万片，收入没有？要么在买钱钱的，买钱钱，我们人家吃的，人家天天干嘛？叔叔，我们叔叔阿六苗是，我农村里不一般嘞，我们那边六苗家六是好多人，比较多。农村，刚刚刚刚，马岗上，你没有来六岗啊？就那都皮都六六的，就那都人家内部。 穿西尼的，米色的的，打表的米表的哥，我来接你的。爱你啊嘛，爱打表的米表的的啊。看明天，米个哩，看明天，打米个哩的去开人个。咱们米色穿那样的，穿的呢米色穿那样的，穿的啊，看明天穿去开人个。啊哩路过检查的呀，见没穿的？哎喽，路光头，看明天得嘛？嗯。哎喽、嗯，光头、嗯，看明天得嘛没水了？看明天哈，俺买西尼的没用的，别人西尼的没用的，俺没的没用的。看明天啊，十月八号，十三点五八点的，看明天过看明天不要别人在楼梯那了。 ပညာဆိုတာဆရာတော်ဘုရားကြီးကပြောတယ်။ကောင်းခြင်းမကောင်းခြင်းကိုဝေဖန်ပိုင်းခြားသုံးသပ်နိုင်မှာပညာရှိတယ်လို့ပြောထားတာ။ခင်ဗျားတို့ကျွန်တော်ပြောပြခြင်းလို့တော့ဒီ file လေးကိုလန့်တင်လိုက်တာအဲ့ဒါကိုနေအောင်ခင်ဗျားသိဖို့။อืมဆိုတော့နေအောင်ဆိုရဲဘဲကလေကျွန်တော်ထင်တယ်ဒီဘဲကဘွေးရပြီးတော့မှပညာမတက်ဗျပညာမတက်တာတော့မှအသက်ပညာလဲဒီဘဲပုံစံကြီးရတာမတက်လာဘူးဒါကြောင့်မို့လို့ဒီကောင်မင်းသားလောက်တယ်လို့ကျွန်တော်ထင်တာပဲအဲ့တော့အသိပညာလဲဒီကောင်မတက်လာဘူးဒါကြောင့်မို့လို့ဒီကောင်ခွေးစကားတွေပြောတာပေါ့အာမှားမှန်မှန်မှန်ငါနိုင်ငံလို့ပါကွာ ဘာလဲဗောသိရမလားကောင်းကောင်းမကောင်းကောင်းငါခေါင်းဆောင်တော့ဗောအဲ့ဒါစောက်ထိတ်ပဲမရှိတဲ့စကားကြီးတွေဗျာဘာဆိုင်လို့လဲသူများမကောင်းရင်တော့မကိုကောင်းအောင်နေရမယ်လေသူများမမှန်ရင်တော့မကိုမှန်အောင်နေရမယ်ဆိုရက်အတိမျိုးတော်သေးတာဗောဟိုသူ့အားပေးခဲ့တဲ့ထဲမှာကိုတွေမပါလို့ဂျေဆုတင်ရမယ်ဒီလိုစောက်ပိုးတွေကိုအားပေးခဲ့တဲ့သူတွေရဲ့ဟိုဒီလိုစောက်ပိုးတွေကိုကြည့်ပြီးတော့မှဗျာတဲ့မလားဟာငါနေအောင်လို့ဖြစ်အောင်ချိုးစားမယ်လို့ဆိုပြီးတော့မှဟိုနေလာခဲ့တဲ့သူတွေတော့ကတော့သူတို့ရဲ့ဘဝအသက်တာမှာ ဘလောက်တော့မှဆုံးရှုံးခဲ့ရတယ်အချိန်တွေဘလောက်ဆုံးရှုံးခဲ့ကျွန်တော်နှစ်မျိုးလို့ခင်ဗျားတို့ပြောပြတာဆိုတော့ဟိုနေအောင်ကတိတ်ပြီးတော့မှသူကအဲ့ကြီးကြမ်းဖွက်နဲ့ပတ်သက်ပြီးတော့မှကြီးကျယ်တွေပြောနေတာဗျာသိလားအဲ့ကြမ်းဖွက်မှရှိနေတဲ့ခေါင်းကြီးပိုင်းတွေကလည်းစောက်တလဲစောက်ပေါ့အဲ့ဒီပါတီဝင်မှဆိုတဲ့ဟာတွေကလည်းဘလို့ဟာတွေလဲဆိုတော့ကြီးကြီးဒါပတ်စံပေးပြီးပြောခိုင်းတဲ့သူတွေကများပါတယ်ကြီးကြီးသူများမှငါထောက်ပန်းနဲ့ပတ်စံ2000နဲ့လူတွေကမြင်းနေတာဒီပတ်စံနဲ့ကြုံဖြစ်ခံမှာလားတကယ်တမ်းကသူများနိုင်ငံက ်ညီမလေးတမီးတို့သင်ရနုံလို့ထောက်ပန်းတာပါဒါတို့သူကဒီနှစ်တောင်းစာမပတ်စာမတတ်ပင်မတတ်တဲ့လူကဆွဲငုံနေတီရောင်ရင်ဆင်းပြီးတော့ဒီနှစ်တောင်းနဲ့သူတို့အနိုင်ဝါတာတကယ်တမ်းကျရင်မနိုင်သေးပါဘူးအော်သင်စာစောင့်ကြည့်ပါစောင့်ကြည့်ပြီးမှပြောပါအော်ဒီကောဘမအချောင်းမခံတာအာဟုတ်ပြီအဲ့တော့သူကဒါနိုင်နေလားမဟုတ်ကမင်းကမဲလာမှာညစ်ပါပြီးတော့နိုင်တာ တောင်းပေါင်းများတာတောင်းပေါင်းများစွာမဲမဲဟိုဟိုလောက်ပြီးတော့အင်းမတရားအထက်ပြီးတော့သူ့လူတွေဒီမဲဝင်လာပြီးတော့လောက်တာပါဟုတ်တယ်မသမီးပြောတာအဲ့ဟုတ်တယ်ဘယ်လိုမတင်တော့ဆိုတောင်းတလို့ရသမီးကစိုက်ခင်းတော့ဝါလဲကမှနေတယ်ဟိုရင်တော့နောက်ပဲမင်းတို့မမတို့ပါပြီးသားအဲမရှိနဲ့လေဟိုကနေကြီးကတကယ်ကပြည်သူလူထုတကယ်ကောင်းသားကိုလုပ်ရမှာသူကလုပ်ပေးတာဟမ်မနေ့ဟိုအရင်နေ့ကမင်းနဲ့အောင်ဆုံးဦးတိုင်းနဲ့အောင်ဆုံးတယ် မပြောတတ်လို့နော်အဲမပြောတတ်လို့သမင်းအောက်ချုပ်သွားတာဘာမှဘာတမ်းမှမကြောက်ဘူးအခုတော့သူ့တမ်းမှอืมဆိုတော့ဟိုပြောကြင်တာတွေပြောနေတာဗျာဟိုကျွန်တော်ပြောပြမယ်ဒီမိမပြောတဲ့စကားကိုလေဖြစ်နိုင်ရင်ကျွန်တော်ဘာသာလေးပြန်ပေးပါအောင်သူဘယ်အကြောင်းအရာကိုပြောတာလဲလို့အဲ့လိုမျိုးပဲဗျာအဲ့စက်တထောက်ခံအားပေးတဲ့ဟာတွေဇက်ဖို့ထောက်ခံအားပေးတဲ့ဟာတွေကကိုစည်းတဲ့မြင်ကအထီးမှန်မသိအမှန်မှန်မသိဟိုပေါက်လို့ပဲစားတွေပြောကြတာဗောသိရမလား ဲ့တော့ဒီပြည်ထိုင်ခိုးอ่ะဗောနော်ဒီပြည်ထိုင်ခိုးကိုအားပေးတဲ့ဟာတွေရဲ့ပြည်ထိုင်ခိုးရဲ့ပါတီဝင်တွေကလည်းကြည့်လိုက်ရင်ဟိုပါတီဝင်မှတ်ပုံတွေကရှိတဲ့လူတော့မဟုတ်ဘူးအဲ့ရှိတဲ့လူတွေကလည်းဒီလိုနေရာမျိုးမှာတတလုံးမရှိဘူးဘာလို့ဆိုတော့သူတို့ဆောက်ရွက်ွယ်မှာဆိုလို့ဘာလို့နိုင်ငံတကာရဲ့အပြောပြည်သူတွေရဲ့အပြောကိုသူတို့မခံနိုင်ဘူးသူတို့ကပါတီဝင်တာဖြစ်နေတာသူတို့ပါတီဝင်နဲ့လုတ်ပိုင်ခွင့်တာလိုချင်တာဒီလိုနေရာမျိုးကိုတတလုံးမနေဘူးအဲ့လိုနေရာမျိုးကိုဘယ်သူတွေရောက်လဲဆိုတော့ အဲဒီနေ့အတွက်ပြောပေးဖို့တရက်ကို9000နဲ့ဖြစ်ဖြစ်1000နဲ့ပဲဖြစ်ဖြစ်ဓာတ်ပေါက်တပူးနဲ့ဖြစ်ဖြစ်ထမင်းတပူးနဲ့ပြဲအဲ့လိုမျိုးငားပြီးတော့ပြောခိုင်းတာအဲ့တော့ဘာဖြစ်လဲကိုပါတီကိုကိုဆောက်ရှောက်ကွဲသလိုဖြစ်တာပေါ့ရှင်းနေတာပဲเนาะအဲ့တော့နေအောင်ရင်မင်းပါတီမင်းတို့အားပေးတဲ့ပါတီဝင်တွေကိုလာကြည့်ပါအောင်เนาะပြည်ထိုင်ခိုးရဲ့ပါတီဝင်တွေရဲ့ပြောစကားတွေကငါတို့တော့နားမလဲတော့နည်းနည်းလေးဘာသာပြန်ပေးပါအောင်လို့เนาะအဲ့တော့အဲ့လိုမျိုးပြည်ထိုင်ခိုးပါတီဝင်နေနဲ့ပတ်သက်ပြီးတော့မှမင်းအောင်လာရဲ့ပါဝင်ပြည်တိုင်းခိုးပါတီနဲ့ပတ်သက်ပြီးတော့စစ်ကောင်းဆောင်တွေကိုကိုစတားစတုံးဘလို့ဖြုတ်လဲတမကြီး အဲ့ပြည်တော်စုကြံ့ခိုင်းတဲ့ဘုံမျိုးအသင်းကြီးကိုပြည်တော်စုကြံ့ခိုင်းတဲ့ဘုံမျိုးပါတီဆိုပြီးတော့စစ်ယူနီဖောင်းတွေရချွတ်ပြီးတော့အဲ့ဒီကျောင်းအဲ့အသင်းရဲ့ဝတ်စုံကျောင်းသားနဲ့ရောထားတာကျောင်းသားကျောင်းသားတွေပဲကိုအဖြစ်နဲ့သိမ့်နေပဲဆိုတော့အဲ့ပြည်တော်စုကြံ့ခိုင်းတဲ့ဘုံမျိုးအသင်းကြီးရဲ့ယူနီဖောင်းကအဲ့ကျောင်းသားယူနီဖောင်းပဲအဖြစ်စင်အဲ့ဒါကြီးကိုတခါတည်းမကြီးအိုနာအကျိုးကန်းနေတင်းငုံတစ်ဖက်လမ်းနေတယ်မသားကြီးတွေရုပ်တရားလည်းဆိုးလိုက်တယ်ဗျာဘာတွေဝူးဝဲဘယ်တော့မှမတောက်ပြောင်းတဲ့ရုပ်တွေနဲ့လူအဲ့ဒါပဲလေစိတ်နှလုံးသားဝိညာဉ်တွေကမတန့်စင်တဲ့လူတွေကစိတ်မျက်နှာကအကြည့်တတ်မရှိဘူး စင်လုံးတော့ဝိညာဉ်မတန့်စင်တဲ့ကောင်တွေကသူ့ဘက်သူသိန်းတထောင်တန်းဂျက်ကက်ကိုပဲဝှက်ထားဝှက်ထားအဲ့ဒါဘယ်သူမှသိန်းတထောင်တန်းလုံးမထင်ဘူးအဲ့ကောင်သောက်တော်သားသောက်တော်သားပဲဟုတ်ပါဗတမရာတွေဝှက်လာတဲ့သောက်တော်သားပဲဟုတ်ပါအဲ့ဒီတိုင်းပြည်ရဲ့စစ်သက်ကိုခေတ်စစ်သက်ကိုလူပါဝါသွားတဲ့ကောင်တွေရဲ့ရုပ်ကလက်တကယ်လေအဲမျက်နှာမြင်ချစ်ခင်ပါသေးအတန်ကြားသနာပါသေးအတန်ဤကောင်းခြင်းရုပ်ဤကောင်းခြင်းအဘာဤကောင်းခြင်းညာဤကောင်းခြင်းတွေပြည့်စုံလားဟုတ်ပါကြည့်ကြည့်ဟုတ်စစ်ဖို့ချုပ်အာနာရှင်တွေအားလုံးရဲ့ဓာတ်ပုံကိုခင်ဗျာ print out ထုတ်ပြီးတော့အိမ်မှာကတ်ကြည့်လိုက်အဲ အိမ်မှာကကြက်ရုပ်စင်းအင်္ကာလေးပြည့်စုံပြီးကြက်တရေရှိနေတဲ့ရုပ်လို့မြင်ဘူးလားမြင်ဘူးလားသူရဲ့အမျိုးတွေရောရုပ်တွေကတော်တော်တောက်ပြောက်ပြောင်လားအဲ့လိုခိုးစားနေကြတဲ့လူတန်းသားတွေအရာရှိတွေရဲ့မိသားစုတွေရဲ့ရုပ်ကလေးတွေအောင်တောက်ပြောင်းကိုကပြန်စင်းသားကိုကပြန်စင်းသားခင်ဗျားတို့ဘဝဝင်ကြီးမှာရှိသွားတဲ့လူတွေကြီးပဲပြန်စင်းသားအဲ့လူတွေရဲ့မိသားစုတွေကတောက်ပြောင်းလားပြန်စင်းသားอืม ဆိုတော့အဲ့ကျန့်ဖို့ပါတီရဲ့တို့ရဲ့ဂုံတရက်ကတအားကိုဘယ်လိုပြောမလဲဒီကောင်တွေဘဝကန်ဆိုးလုံးအားကြီးတယ်ကျွန်တော်တို့သဘောတရားတစ်ခုရပြတခိုးကြီးငတ်တက်ပြပြကျွန်တော်တို့လည်းမမြင်ခဲ့ရအောင်ဒါပေမဲ့တခိုးကြီးငတ်တက်ပြအောင်တခိုးကြီးငတ်တက်ပြမှမတူမှမသိဘူးနော်ဒါပေမဲ့ဒီကောင်တွေစောက်ခွက်တွေကိုကြီးလိုက်တာလေကျန့်ဖို့ပါတီဝင်ရဲ့ကောင်တွေအခွက်တွေကိုကြီးလိုက်တယ်ဒီကောင်တွေစောက်တခိုးတွေမှပြည်သူတွေကသိတယ်အဲ့တော့လေဒီကောင်တွေရဲ့ဘလို့ဂုံတရက်လည်းမသိဘူးကျွန်တော်ကောစတာဆုံးရဲ့ဖြုတ်ချက်ကြီးရဲ့ကျစ်စီဒါကြံ့ဖို့နဲ့ မင်းအောင်လိုင်းအပါဝင်စက်ဖို့ပါတီဝင်တွေကိုစတာလုံးဖြုတ်ထားပါတော့ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးဖြစ်ပါစေ Platter Reblog YouTube Channel ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီလိုအားပေးခဲ့ကြတဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းရှိလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ